အိန္ဒိယနိုင်ငံတဝန်းလုံးမှာဒူဝါလီပွဲတော်ကိုကျင်းပနေတာကြောင့်ကောင်းငင်တစ်ခုလုံးလင်းထိန်နေပါဗျ။ဒါဟာမီထွန်းပွဲတော်လို့လူသိများတဲ့ဟိန္ဒူဘာသာဝင်တွေရဲ့ရေးအကြီးဆုံးပွဲတော်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီပွဲတော်ဟာအမှန်ကိုအလင်းကအောင်နိုင်ခြင်းကိုကိုးစားပြုပါတယ်လို့ဆိုပါတယ်။လူသားမောင်များစွာကစီမီကွက်တွေဖျောင်းနိုင်တွေနဲ့လျှက်စစ်မီလုံးတွေကိုထွန်းညှိပြီးပျော်ပွဲရွှင်ပွဲကျင်းပကြပါတယ်။ဒါဟာမိသားစုတွေနဲ့တငယ်ချင်းတွေပြန်လည်ဆုံစည်းကြဖို့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါကဟိန္ဒူတွေအတွက်ကြီးပဲမဟုတ်ပါဘူးခရစ်ယာန်တွေလည်းလာကြတယ်မွတ်စလင်တွေလည်းလာကြတယ်ဘာသာတရားပေါင်းစုံကလူတွေကြီးကိုလာပြီးမီရှူမီပန်းတွေ ဖောက်တာမီထွန်းနာတွေကိုလာကြည့်ကြတယ်ဒါဟာပျော်ရွှင်မှုရတဲ့နည်းလမ်းတစ်ခုပါအိန္ဒိယမှာအကောင်းဆုံးအရာပါပဲဒီဝါလီကိုမီထွန်းပွဲလို့လို့သိကြပါတယ်ဒီလိုချိန်ခါမှာလူတိုင်းကိုကိုယ့်ရဲ့မေတ္တာတရားတွေဖြန့်ဝေပါကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုလည်းလူတိုင်းကိုမျှဝေပါဒါဟာအလုံးတူတူပျော်ရွှင်ခြင်းနဲ့ကူးဆိုင်ခြင်းပါပဲ။ ဒါပေမဲ့အရင်ကတည်းကလေးလူညဉ့်ဉန်းမှုအဆင့်အလွန်မြင့်မားနေတဲ့နိုင်ငံတနိုင်ငံမှာဒီမီရှူမီပန်းတွေကပုံမှုဆိုးရွားစေနိုင်ပါတယ်။မြို့တော်နယူးဒယ်လီမှာတော့2020ခုနှစ်ကတည်းကမီရှူမီပန်းတွေကိုပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယတရားရုံးချုပ်ကပြီးခဲ့တဲ့ပတ်မှာဒီဝါလီကာလအတွင်းအလုံးစုံပိတ်ပင်ထားမှုကိုဖြေလျှော့ပေးခဲ့ပါတယ်။ဒီနှစ်ပွဲတော်တွေအတွက်တော့လေတုညဉ့်ဉန်းမှုတက်တာစေတဲ့ Green Fire Crackers တဘာဝပဝင်ကျင်တဲ့ပုံမိုကန်ကြီးရဲ့မီရှူမီပန်းတွေကိုအသုံးပြုခဲ့ပေးခဲ့ပါတယ်။ ဒါကိုအိန္ဒိယနိုင်ငံသားတွေကကြိုဆိုခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိလေတုညီညွတ်မှုဆင့်တွေဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့လမ်းညွှန်ချက်တွေကိုကျော်လွန်ပြီးအလွန်မြင့်မားနေဆဲဖြစ်ပါတယ်ရှင်။